မင်းတပ်မျိုးနယ်အတွင်းမှာ CDF မင်းတပ်ကတပ်သားတွေစုဆောင်းမှုတွေလှုပ်ဆောင်နေပြီးအဆင်မပြေမှုတွေရှိတဲ့အခါစေဦးစီးချုပ်ရုံကိုတိုက်ကြားနိုင်တယ်လို့တာဝန်ရှိသူကပြောလာပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ချင်းပြည်နယ်မင်းတပ်မျိုးနယ်အတွင်းမှာအသက်မပြေသေးသူနဲ့ကျောင်းသားလူငယ်တွေတပ်သားတွေစုဆောင်းခံရပါကစေဦးစီးချုပ်ရုံကိုတိုက်ကြားနိုင်တယ်လို့ CDF မင်းတပ်စေဦးစီးချုပ်က DVB ကိုပြောပါတယ်။ချင်းကာကွယ်ရေးတပ်ဖွဲ့တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာချင်းကာကွယ်ရေးတပ်စီတရဲ့မင်းတပ်ကအသက်မပြည့်သေးသူနဲ့ကျောင်းသားလူငယ်တွေကိုတပ်သားတည်ဆူဆောင်းနေတယ်လို့ဒေသခံတွေကပြောပါရယ်။မင်းတပ်မြို့နယ်ကဟုံးတာရွာ၊ရိုင်းရင်းရွာ၊ဝါကောက်ရွာစတဲ့ကျေးရွာတွေကလူငယ်၁၀ယောက်ကိုစီဒီယမင်းတပ်တပ်မဟာနှစ်ကတပ်သားတွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောကြပါရယ်။ဖမ်းဆီးခံရတဲ့သူတွေထဲကျောင်းသားတွေနဲ့တဦးတိသောသားတွေပါဝင်ပြီး ရွာကလူငယ်တွေကတောင်ရရီမှာပုန်းချောင်ပြီးအိတ်နေကြရတယ်လို့ဆိုပါတယ်။ပထမဆုံးတော့အိမ်မဟုတ်လားပဲကြောင်းကြရတယ်။ဒါရင်ဒီဘက်ကနေလည်းပဲပြန်ပြိုးတယ်။ဘေးဖွဲ့မှာပဲပါပါဒီတော်လှန်ရေးဖွဲ့ပဲဖြစ်တာကြောင့်ကျွန်တော်တို့လူတွေကတိုင်းရင်းလေးနဲ့တိုင်းရင်းဒီဖက်မှာအကုန်လုံးသွားကြတယ်လို့ပြောနေ။မရဘူးဒီဖက်ပဲလာကုန်လားမဒီဖက်မရှိတဲ့အတွက်လူလာစုဆောင်းမယ်ဆိုပြီးတော့ခေါင်းကဒီလိုလေးစုဆောင်းနေတာ။မင်းက CJF ရဲ့ထုတ်ဖန်ချက်မှဆိုရင်တော့ လူဒီတို့သားနဲ့ចောင်းသားကကင်းလခွင့်ရှိရမယ်ဆိုတဲ့ထုတ်ပြန်ချက်တည်းလည်းရှိကြတော့ចောင်းသားတွေကအမိပါမမထွက်ချင်မှုကညာလည်းတင်းရင်စီချင်သည်ဆိုတော့ဟိုကပုံချောင်နေတဲ့နေသားဖြစ် CDM မင်းတက်အနေနဲ့သူတို့စိုးမိုးထိန်းချုပ်ထားတဲ့နေမြေမှာ2021ခုနှစ်ကတည်းကတက်သားတင်စုဆောင်တာတွေလှုပ်ဆောင်လို့ရှိတယ်လို့သိရပါဗျ။အသက်16နှစ်ပြည့်ပြီးသူကနေအသက်40မကျော်သေးတဲ့အရွယ်တွေကိုခေါ်လို့ရှိပြီးအတင်းအဓမ္မတက်သားတင်စုဆောင်တာမျိုးတော့မရှိဘူးလို့ဆိုပါဗျ။ ညိုကကျွန်တော်တို့စေဦးစီးချုပ်ယုံဖက်ကိုတင်ပြလို့ရပါတယ်ကျွန်တော်တို့အဲ့လိုပုံစံမျိုးနဲ့တင်ပြလာတာလည်းရှိပါတယ်ယတင်းအားတမစုဆောင်းတာမျိုးမရှိပါဘူးဒါပေမဲ့တာဝန်ကတော့လူတိုင်းမှာရှိတယ်ဒီအမျိုးသားလွတ်မြောက်ရေးတာဝန်ဒီတော်လှန်ရေးပြည်မြောက်ဖို့တာဝန်ကလူတိုင်းလူ ရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့လက်ရှိလက်နက်ကင်နေတဲ့လူတွေရဲ့တာဝန်တည်းမဟုတ်ဘူးဆိုတဲ့သဘောတရားကိုတော့ပြည်သူလူထုနားလည်အောင်ကျွန်တော်အများအားချပြပါတယ်မြေပြင်မှာတပ်သားတည်ဆူဆောင်တဲ့အခါချို့လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်ကျွန်တော်တို့မြေပြင်မှာဖြစ်သမျှပြသမျှအကုန်လုံးတာဝန်ယူမှုတာဝန်ခံမှုရှိစွာနဲ့ကျွန်တော်တို့တော်လှန်ရေးကိုလုပ်နေတယ်စီရီယမင်းတပ်အနေနဲ့တပ်ဖွဲ့ရဲ့မူဝါဒနဲ့လမ်းစဉ်ကိုပြည်သူတွေကိုရှင်းလင်းချပြထားပြီးမြေပြင်ကတပ်သားတည်ဆူဆောင်မှုတွေမှာအဆင်မပြေမှုတွေရှိတဲ့အခါအုပ်ချုပ်ရေးမှုတွေကနေတဆင့် ညှိနှိုင်းဆောင်ရွက်နိုင်တယ်လို့ CDM Mintec စေဦးစီချုပ်စလိုင်းထန်းချုံဖီကပြောပါရယ် CDM Mintec ကို2021ခုနှစ်ဧပြီလ24ရက်နေ့မှာစတင်တည်ထောင်ခဲ့ပြီး2024ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာ Mintec မြို့ကိုအပိတက်သိမ်းယူနိုင်ခဲ့ပါတယ်ကျမတီရီပါ